ရွန်ဒေါတက်ဖလာသုံးလုံး triple ကိုသာပိုလိုချင်တယ်လို့ပြောလိုက်တဲ့ battery ဘာစီလိုနာအသင်းရဲ့စပိန်ကိုလျင်ကစားသမား battery ကဘလွန်ဒီယောစုလိုတူဦးချင်းစုတဲ့တဲ့တွေထက်အသင်းနဲ့တူစူပလာတွေရယူနိုင်ဖို့ကိုသာဦးစားပေးအလိုရှိနေကြောင်းနဲ့ဒီကစီမှာလည်း triple champion တွေဖြစ်ချင်ကြောင်းထုတ်ပေါ်ပြောကြားသွားခဲ့ပါတယ်ဒီနေ့ဘလွန်ရစီမှာ battery ကနီးပြဟန်စီဖလစ်ရဲ့အသင်းအတွက်အဓိကကစားသမားတူဦးဖြစ်နေခဲ့တယ်လို့ဘာစီလိုနာအသင်းကလည်းလာလီဂါမက်ပီးယားရဲ့ထိတ်ဆုံးညမှာရက်တည်နေတယ်လို့ကိုပါဒယ်ရီဖလားပြိုင်ပွဲမှာ semi final ဆင်းစီတက်လန်းထားပါတယ်တပ်ပြင် champion league မှာ quarter ထိတက်လန်းထားပြီး quarter မှာတော့ dortmund နဲ့တွေ့ဆုံနေပါတယ် လက်ရှိဘာစီလိုနာတင်းရဲ့အနေထားအရဆိုရင်မှတ်ပြီးဖလားရောပြည်တွင်းဖလားရောဥရောပဖလားကိုပါတရားစီရင်ထွေပွဲရယူနိုင်မယ့်အခြေအနေမှာရှိနေတာဖြစ်ပြီးတကယ်လို့အဲ့ဒီလိုသာဖြစ်လာမယ်ဆိုရင်ဘာစီလိုနာရဲ့ကစားသမားတွေတဲကမှရာဖင်ညာ၊ဂျာမဲ၊ပက်ထရီတို့လည်းဘလွန်ရောဆုတက်မျောလင်းချက်တွေရှိလာနိုင်ပါတယ်။ဒါပေမဲ့အသက်22နှစ်အရွယ်စပိန်လက်ရွေးချင်ကွင်းလယ်လူပက်ထရီကတော့ဘလွန်ရောဆုတက်ဘာစီလိုနာနဲ့အတူစုဖလားတွေများစွာကိုသာစုခွေးချင်းကြောင့်ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။ကျွန်တော်ကတော့ဘလွန်တော်ရောက်ဖို့ထက်ဖလားသုံးလုံးချန်ပီယံကိုသာပို့ပြီးလိုချင်ပါတယ်ဘလွန်နီယိုရခဲ့ရင်လည်းအတင်းနဲ့ဆူဖလားတွေတူရလာတာမျိုးပဲဖြစ်ချင်တယ် ။ရိုနီယိုရဲ့စကားတင်စီးရင်ထဲမှာပါတာကအိမ်မက်တစ်ခုပါ။ဒါပေမဲ့ဖလားတို့ရယူနိုင်တဲ့ကကျွန်တော်အတွက်ပိုအရေးကြီးပါတယ်။အခုကျွန်တော်တို့အကုန်လုံးအန်ဒီရဲ့ရှိတဲ့အချိန်မှာရှိနေပါတယ်။ပွဲသုံးပွဲလောက်ရှုံးလိုက်တာနဲ့ဖလားသုံးလုံးလုံးကိုလက်လွတ်သွားရနိုင်ပါတယ်လို့ပက်ထရီကပြောဆိုသွားခဲ့ပါတယ်။တစ်ဖက်မှာရီးရဲကလည်းဘာစီလိုနာလိုပဲထွေပယ်လမ်းကြောင်းတော့မှရှိနေပြီးဒီနှစ်သင်းလုံးကထွေပယ်အတွက်အပြိုင်ဆိုင်ရှင်ပြိုင်သွားရဖို့ရှိနေပါတယ်။ချန်ပီယံလိနဲ့ကိုပါဒိုရီပြိုင်ပွဲတွေရဲ့ဖိုင်နယ်အဆင့်မှာထိတ်တန့်ရင်ဆိုင်ရဖို့ရှိနေတယ်လို့လာလီဂါမှာလည်းအကြိမ်နဲ့ရှင်ပြိုင်ရဖို့ရှိနေပြန်ပါတယ်။ kayak amat aja gitu.